ဤနိုင်ငံများတွင် လုံးဝစစ်တပ်မရှိပါထိတ်ဆုံးမှရှိသောနိုင်ငံသည်အလွန်ချမ်းသာသော်လည်းစစ်သားတဦးတောင်မရှိပါပြည်စမနေရာတွင်ပါနာမရှိပါသည်ပြဿနာများစွာကြုံပြီးနောက်1990တွင်မြင်းတို့၏စစ်တပ်ကိုဖျက်သိမ်းခဲ့သည်1994တွင်ဂင်းကိုဥပဒေဖြစ်ပင်ပြဋ္ဌာန်းခဲ့သည် ယခုအခါရဲတပ်ဖွဲ့မှ လုံခြုံရေးကိုတာဝန်ယူထားသည့်စတုထနေရာတွင် ဟေတီရှိပါသည်ဟေတီနိုင်ငံသည်1995တွင်ပြင်းအီစစ်တပ်ကိုအဆုံးသတ်ခဲ့သည်ယနေ့အခါအမျိုးသားရဲတပ်ဖွဲ့မှလုံခြုံရေးကိုထိန်းသိမ်းထားသည် ူတို့သည်ယူနီဖောင်းဝတ်ဆင်ကြတော့လဲစစ်သားများမဟုတ်ပါတတိယနေရာတွင်ကော့စတာရီကာရှိပါသည်ကော့စတာရီကာသည်1948တွင်ဂင်းအီစစ်တပ်ကိုဖျက်သိမ်းခဲ့သည်စစ်အတွက်ငွေသုံးဆွဲမိအစားသူတို့သည်ကျောင်းများနှင့်ဆေးရုံများအတွက်အသုံးပြုသည်ဒုတိယနေရာတွင်ဆန်မာရီနိုရှိပါသည်အိနီယာရီလဲစစ်တပ်မရှိပါသူတို့တွင်စီးတော့သွေးကဲ့သို့သောအထူးအခမ်းအနားများအတွက်အဆောက်အအုံငယ်တစ်ခုသာရှိသည့်အကယ်၍ပြင်းထန်သောအရေးကိစ္စတစ်ခုဖြစ်ပါကအီတလီကဝင်ရောက်ကာကွယ်ပေးသည် သူတို့သည်စစ်တပ်မရှိဘဲနှစ်ပေါင်းများစွာလုံခြုံစွာနေထိုင်နိုင်ခဲ့သည်နောက်ဆုံးတွင်ပထမနေရာမှာဤသေးငယ်သောနိုင်ငံသည်1868ခုနှစ်ကစစ်တပ်မရှိခဲ့ပါထိုစဉ်ကရင်းသည်ကုန်ကျစရိတ်များလုံးသည်ဟုဆိုကာဆွလုပ်ခဲ့သည်သို့သောအော်စရာကောင်းဒီမှာယခုအခါတွင်သူတို့သည်ကမ္ဘာအချမ်းသာဆုံးနိုင်ငံများထဲမှတစ်ခုဖြစ်နေပါသည်စစ်သားများမရှိတော့လဲလုံခြုံစွာနေထိုင်နိုင်သည်အကယ်၍ပြဿနာတစ်ခုခုဖြစ်ပါကဆွစ်ဇာလန်ကအကူအညီပေးသည့်ရင်းနိုင်ငံမှာလစ်ချဒန်စတိန်ဖြစ်ပါသည်